ဂါဇာတွင်ဟာမတ်စံချေရေးစနပ်ပြမှုများဖြစ်ပွားခဲ့သည့်လက်ရှိဖြစ်ပေါ်နေသောစစ်ပွဲနှင့်ပြတ်သုံးမှုများကြောင့်ဒေသခံများအများပြားစိတ်ပျက်နေကြသည့်ဟာမတ်တပ်သားဆိုပြီးစနပ်ပြခဲ့ကြသည်ဒီစနပ်ပြဝက်တွေကတဘာဝမချဘူးလို့ဟာမတ်ကပြောပါတယ်သူတို့နောက်မှအစ္စရေးရှိတယ်လို့ယုံကြည်ကြသည်ဟာမတ်စီအဆိုအရအစ္စရေးအေဂျင့်များသည်စူပူအုံကြွမှုများဖန်တီးရန်ဂါဇာများအဖြစ်ဟန်ဆောင်နေကြသည်ဒီအရာတွေ၎င်းတို့၏လှုပ်ရှားမှုကိုအားနည်းသွားစေမည် အစီအစဉ်ဤတစိတ်တပိုင်းဖြစ်သည်ဟုထင်မြင်ကြသည်ပရမတော်စနာပြပွဲတွေကသူ့ဘာသာသူဖြစ်သွားပုံရတဲ့ယခုမူဟာမတ်က၎င်းတို့သည်၎င်းတို့၏အာဏာကိုစိန်ခေါ်ရန်ပုံမူကြီးမားသောကြိုးပမ်းမှုဤတစိတ်တပိုင်းဖြစ်ကြောင်းပြောကြားခဲ့သည်ယင်းကြောင့်ဒေတာတွင်တင်းမာမှုများပုံမူဆိုးဝါးလာခဲ့သည်စနာပြသူအများပြားကအစိုးရတင်းနှင့်ငြိမ်းချမ်းရေးကိုလိုလားကြသည်ဟုဆိုသည့်အချို့ကဟာမတ်တို့၏ဒုက္ခကိုပြစ်တင်ကြသည်အခြားသူများအကြံဖက်မှုကိုမြည်သူဖြစ်စေသည်ကိုမသိကြပါဘူး။အစ်ဇရီကဝေဝန်ကြီးအစ်ဇရီကတ်က ဆန္ဒပြပွဲတွေကိုတုံ့ပြန်ခဲ့ပါတယ်။ဟာမတ်ကိုစန့်ကျင်ဖို့ဂါဇန်ကိုအားပေးခဲ့သည်။ဟာမတ်ကများကိုဖယ်ရှားခြင်းနဲ့အစ္စရေးတစက္ကမောက်လုပေးခြင်းနဲ့စစ်ပွဲကိုအဆုံးသတ်ရန်အထောက်အကူဖြစ်စေသည်ဟု၎င်းကပြောကြားခဲ့သည်။အစ္စရေးတွင်မစ္စတာအဗင်ဟုခေါ်သောအထူးတပ်ဖွဲ့များရှိသည်။၎င်းတို့သည်ဖော့နယ်ရီနှင့်အချမ်းဖဲမှုတံပြန်ရေးတို့အတွေ့အာရအတိုင်းဝမ်းများတွင်ယောနောနေကြသည်။အချို့ကဂါဇာကမ်းတော်တွင်ပါဝင်မှုရှိသည်ဟုထင်မြင်ကြသည်။ အချိန်တွေကတင်းမာနေစေနှစ်ဖက်စလုံးကတယောက်ကိုတယောက်အပြစ်တင်နေကြစေဂါဇာကမ်းမော်ဒေတာကလူတွေဟာငြိမ်းချမ်းရေးကြဖို့မျှော်လင့်ပြီးဂါဇန်ကမ်းမော်အလဲတွင်ပြင်းပြနေကြသည်